ကြမ်းနဲ့နဲ့ထည့်မယ်အကြမ်းနဲ့နဲ့ထည့်မယ်ချစ်ချိုလေးတောင်းကြားတော့သူတို့ကျွေးတဲ့ breakfast ပေါ့နော်အတီးနဲ့ပေါင်မုန့်လည်းပါမယ်ထင်တယ်ချပါတီနဲ့ချစ်မှုမေချုံနဲ့ပေါ့နော်အစားမယ် okay breakfast စားပြီးလို့ရှိရင်တော့အချိန်ကြီးကြည့်ပြီးတော့မှတခြားနေရာ move မယ်ပေါ့နော်အဲ့လိုမျိုးမိုးတန်နေနဲ့အေးရတာမျိုးစားတာမျိုးရင်းစိုက်တယ် ါမှာမိုးရေအရင်သဲနေရတိလားဒီနေ့ကလေသူစက်ကြောင်းမဲ့ဆိုမှမိုးကတဲလာပြီအော်ဒုက္ခမိုးတော်လေးကိုတဲမရှိလိုက်စိတ်နာအဆောက်ဘယ်လိုဖြစ်နေလဲပိုးမှဆိုလို့ရှိ5ဈေးရှိတယ်ဒီမှာ5ဈေးလည်းရှိတယ်ဒါတော့အခုနေတဲ့ဟိုတယ်ပေါ့နော်ဒီမှာသူတို့ပြင်ထားတာအရန်လာတယ်ဆစ်ဆရာလေးပြင်ပေးထားတာလေး မှာကြည့်အောင်ညမိုးတွေအရင်ရွာနေတော့ဒီမှာရေတောင်တင်နေတယ်တွေ့လေရှီခိပုံစံပြင်ထားတာပေါ့နော် ရှီခိစတိုင်လုပ်ထားတယ်သူကဒါကတော့အခုစန်စီပါကျောင်း Stone Town မှာအခုနေတဲ့ဟိုတယ်ပြတ်ပေးမယ်နော်သူက hostel ဟိုဒီမဲ့လေဟိုတယ်လိုပဲတည်လားကိုပိုင်ခံတယောက်ခံနေပေါ့နော်ဒီမှာကြည့်လိုက်ဒီလိုပုံစံမျိုးပေါ့နော် ြက်ပြရလေးဒီလားအဲ့လိုပုံစံမျိုးလေးနည်းနည်းတော့6တော့6ချပါဒီလား decoration ကအရန်လှုပ်ထားတယ်နော်တကယ်ကိုမှ decoration ကိုတေးအောင်ဆင်ထားတယ်ဒါကတော့ဒီမှာ hotel ရဲ့အဝင်ဝပေါ့နော်ဒီမှာကြည့်လိုက်ပြခန်းရှိရဲ့ဒီလားချက်ပုံတွေအများကြီးပဲသူတို့လှုပ်ထားတယ်ဒီမှာအလားဆင်ထားတယ်ပေါ့နော်ဒီမှာကြည့်လိုက်ပါအဲ့လိုပုံစံမျိုးပေါ့နော်တကယ်ကိုမှလေသူတို့ကပြက်ခမ်းပုံစံပကြီကားတွေပကြီကားမဟုတ်ဓာတ်ပုံတွေကတ်ထားအဲ့လိုမျိုးပေါ့နော်ဒီမှာကြည့်ဒီမှာဆိုလို့ရှိရင်ဓာတ်ပုံတွေပါလေရိုက်ချင်လို့ရှိရင်တော့အရန်မိုက်မှာဒီထဲမှာလည်းရှိသေးတယ်ဒီမှာကြည့် တကယ်ကိုမှလေးတိလားရုပ်တည့်ကြီးများဝင်လာမိရင်တော့ဟိုနည်းတော့ကြောက်เสียကောင်းတယ်နော်မီးရောင်ကနည်းနည်းလေးမင်ပြပြဖြစ်နေရတိလားညမကြီးဒါအပြင်ပေါ့နော်ဒီမှာစီလိုက်တက်ဖို့ကတ်ထားတာအများကြီးပဲဒီ hostel မှာလေသူတို့ကဒီလိုအလားဆင်ထားတာပေါ့နော်ဒီလိုမျိုး ကဘာပုံလေးလဲဆိုတော့သူကဇန်စီဘာကျောင်းနဲ့ပတ်သက်တဲ့ပုံလေးပေါ့နော်ဇန်စီဘာကျောင်းကို1900ဒါ1923ခုနှစ်မှာဇန်စီဘာကျောင်းရဲ့မြင်ကွင်းဒါဆိုလို့ရှိရင်ဇန်စီဘာကျောင်းရဲ့ပုံလေးပဲအကုန်လုံးကဇန်စီဘာကျောင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေပေါ့နော်အရင်ခေတ်ကပုံတွေလောက်ထားတယ်ဒီမှာဆိုလို့ရှိရင် Sultan of Zanzibar တဲ့ဒါဇန်စီဘာကျောင်းမှာရှိရဲ့ဆူတန်ပြည်တွေနဲ့ဒီအင်္ဂလိပ်စစ်သားတွေ လုတ်တဲ့ဟွာပေါ့ပွဲပေါ့နော်လို့ပုံစံမျိုးတွေကိုဒီကတွေမှာပြထားတာလေဒါကဆန်စီဘာကျောမှာရှိတဲ့ Darajani Market ဒီဟာထဲနာမည်ကြီးရဲ့နောက်ကျုံရဲ့ရိုက်ပြမယ်နော်ပြီးတော့ဒီမှာကဘာခေါင်းဆောင်ပုံနေတဲ့ဒင်းနေပေါ့နော်တတိကဒီလိုမျိုး Iran တို့ဘာတို့လေ Iran Syria အဲ့လိုနဲ့ပတ်သက်တဲ့တဲ့ဒင်းတွေမှာအများစုတွေ့တယ်ပြီးတော့ဒီကိုတရားထူခြားတာကလေဒီမှာဆိုလို့ရှိရင်အခမ်းအနားမြေဆိုလို့ရှိရင်အီရန်တို့ဆီးရီးယားတို့ပုံစံမြို့နာမြေတွေနဲ့သတ်မှတ်ထားတဲ့တို့မျိုးလေး အီရတ်တို့အီရန်တို့ဆီးရီးယားတို့ဘာလို့လဲအဲ့လိုမျိုးတည်နေနေမှာအများဆုံးတွေ့ရတယ်။မကြည့်။ဒါဆိုဒီဒီခေါင်းဆောင်တိတ်တူပဲ။နာမည်တော့မမီဘူး။ဒီလားအဲ့လိုမျိုးနေသူကပြထားတယ်အတိကအတိကလေမီးရောင်မောင်တာတိလား။တဘောကြရတယ်မင်းတိကလေမိအောင်မောင်ကြီးကြောက်တယ်အဲ့ပြဿနာတစ်ခုရှိတယ်တိလားကိုယ်ပြဿနာနဲ့ကိုပေါ့နော်အဲ့လိုဖြစ်နေတာဒီမှာကြည့် လိုမျိုးတွေပြထားတယ်ဒီမှာအဓိက era to syria တို့ဘာတို့ရဲ့ဟိုဟာတွေပေါ့နော်တမိုင်းဟိုဟာတပ်ပုံတွေပြရတယ်ဒီမှာဆိုလို့ရှိရင် syrian electronic army တဲ့အဲ့လိုပုံစံမျိုးတွေပေါ့နော်ဒီမှာတော့ဒါတော့ sensibar ကျောင်းအရင်ခေတ်က sensibar ကျောင်းရဲ့ပုံတွေပြသထားတယ်ဒါ sensibar ကျောင်းအရင်ခေတ်ကဟိုသူတို့ကပြင်ထားတော်နေလို့သူတို့ကအားထိတ်မှပြင်ထားရသည်လားတပုံချင်းလိုက်ကြည့်တော့ကြည့်လို့မကုန်ဒီဒီမှာလေတပ်ပုံပြခံလို့ဖြစ်နေရေပေါ့နော်အဲ့လိုမျိုး တကယ့်ကိုမှသူတို့ပြင်ထားတယ်တကယ့်ကို British Hotel တခုလို့ပြောလို့ရတယ်ပေါ့နော်ဟိုဘက်မှာလည်းရှိသေးတယ်ဒါဒီမှာအမတက်ရှင်ကြီးလုံနေဒါကတော့ Zanzibar ကျောင်းကလေးလေးတွေရေပုံလေးတွေကတ်ထားတယ်အဲမာချီပါပြက်ခန့်တို့မျိုးပေါ့နော်ဒီနေရာတော့အမိုက်ဆုံးမယ်ဒီအခန်းကအမိုက်ဆုံးမယ်တပုတ်ရိုင်းလို့ရှိရင်အရင်မိုက်တယ်အဟိုဘက်သွားမယ်ဒါကဒီမှာလည်းမိုက်တာပဲနော် လာတကယ်ကောင်မတက်ပို့ရိုက်ချင်းစရာကောင်းအောင်လှုပ်ထားတယ်တိလာဒီဟိုတယ်ကလေရှဲပဲတိလာဒါအရင်ခေတ်ကစန်စီပါကျော်ရဲ့တကားပေါက်လေးလမ်းကြိုလမ်းကြားလေးတွေအဲ့လိုပုံစံမျိုးပေါ့နော်ဒါဆိုဟိုရင်ကစန်စီပါကျော်ရဲ့ပုံတွေပေါ့ဒီမှာဒါက full ဟုတ်တယ်ဒါ full bag တင်းရနေမှာမြင်းတွေနဲ့သူတို့တဲတာလေအားတွေပါတယ်ဟိုဘက်ဆက်သွားမယ်ဆိုဘာတွေ့ရမလဲမသိဘူး ဒါဆိုလို့ရှိရင်လည်းဒီမှာလည်းတို့နိုင်ငံတော်အစ်စ်လမ်းပါလားအစိုးရရဲ့ပုံတွေပေါ့နော်ဒါဆိုတို့ရဲ့တမိုင်းချောင်းတွေပေါ့နော်အစန်စီဘာချောင်းတမိုင်းချောင်းကလေတိလာတီးတဲ့ပုံထပ်လုံးမယ်တိလာဒီမှာလေးကျွန်းနေလေအဲတို့ကျွန်းနေပြခန့်ရှိရဲ့အဲ့ကမသွားမကြည့်ရသေးတာအဲ့တော့သွားကြည့်ပြီးလို့ရှိရင်တော့တေချာတပုတ်ထပ်လုံးမယ်တိလာ Google ရဲ့တေချာခောက်ထားလိုက်မယ်အကြမ်းလို့ရှိရင်ပြပြလို့ရအောင်လေတိလာတမိုင်းချောင်းကအရင်ကြီးတော့လေလုတ်ပြည့်ကြီးကိုတိထားတာရှောက်ပြောရင်မားမှာဆိုလို့လေတိလာတေချာပေါ့နော် coffin လောက်ရအောင်မယ်ပေါ့နော်ကိုတိထားတာနည်းနည်းမားမှာဆိုလို့ ဒါဆိုဘသူလဲ။အော်ဒါလဲတပုံလေးပဲသူတို့ကတ်ထားတာ။ဒီလားရန်ကုန်ကလေမွန်ယုံကော်ဖီဆိုင်နဲ့တူတယ်ဒီလားမွန်ယုံကော်ဖီဆိုင်ရဲ့ vibe ဒီ hotel ကလေ။ဒါဆိုလို့ရှိရင်ဒီမှာကြည့်ဘေရော့မြို့ဒါကအခမ်းအနားမြေကကြတော့ဘေရော့တဲ့အဲ့လိုမျိုးပေါ့နော်။အဲ့လိုလှုပ်ထားတယ်။ဒီမှာလည်းသူတို့အလှဆင်ထားတာပဲလေနော်။ဒီမှာလည်းအလှဆင်ထားတယ်။ကျားထိုင်လိုက်ပေါ့ထိုင်လိုက်ရှိမှာဒီပါ တာရရှိတယ်ဒီလိုပါဒီလိုမျိုးပုံလေးတိလာတဘုံချင်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်တနေ့လုံးကြည့်လို့မပေးလောက်အောင်ဒါဆင်စီပါရဲ့တကားပေါက်ဒီလိုစကားပေါက်တွေပေါ့နော်ကြအရေးခက်ကစန်စီပါကျော်ရဲ့ market street တဲ့1920ခုနှစ်လောက်ခဲ့တဲ့နှစ်တရာတော့ကစန်စီပါကျော်ရဲ့ပုံပေါ့ဒါကတော့အဲ့လိုမျိုးပုံစံမျိုးဒီပိုင်ရှင်ကလေအဲ့လိုမျိုးလေ တော်တော်လေးသိလားအမှုပညာလားဘလို့ပြောတည်င်းချာနေတဲ့ပုံလေးယူရတယ်ထင်တယ်သိလားအများကြီးဆိုမှအများကြီးသူဆူဆောင်ထားတာသိလားလှုပ်လဲလှုပ်နိုင်တယ်နော်အဲ့လိုမျိုးတော်တော်လေးကိုမှစိတ်ရှိရပြောရမလား decoration ကိုတော်တော်လေးအားထက်နိုင်တယ်လို့ပြောလို့ရတယ်သိလားဒါကသူ့ရဲ့ recession ပေါ့နော် recession တောင်မှအမသူလှုပ်ထားတာပြတ်ပေးမယ်မကြည့် တာရစင်ရှင်တော်မှာဒီမှာကြည့်ကျွဲဂျိုတွေလာပါလားအဲ့လိုမျိုးတွေသူတို့အလားဆင်ထားတယ်အာဖရိကန်ဘုံတွေလည်းပါတယ်စာအုပ်တွေဒီမှာကြည့်အချုပ်စစ်တွေအာဖရိကရိုးရာသူရိယာပစ္စည်းတွေဒီမှာအများကြီးသူလှုပ်ထားတယ်နောက်ပိုင်းကလေနည်းနည်းတော့ဟောင်းသွားလို့တော့မသိတိတ်ပြီးတော့မှသူပြန်မပြေတော့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နည်းနည်းတော့ဟောင်းတော့ဟောင်းနေတယ်သူတို့ကတော့ဒီမှာ အာဖရိကရိုးရာသူရိယာပစ္စည်းတွေလည်းဒီမှာရှိတယ် ဒါဆိုလို့ရှိရင်တော့ insulin ဘာသာရေးအမှတ်သားတွေပေါ့နော်ဒီလိုမျိုးတွေဒီမှာရှိတယ်။ပြက်ခံတစ်ခုလို့ဖြစ်နေရတိလား။ဒါဆိုဝင်ပေါက်ပေါ့နော်။ဒီကနေပြီးမှဒီလိုမျိုးဝင်ထွက်သွားလို့ရှိရင်ပေါက်တက်လို့ရှိရင်အခန်းနေရှိရဲအခန်းမှာနေရတယ်ပေါ့နော်။မကြည့်တိလား။ yeah, today. yeah, today. Today I go to Norway Beach. Norway, Norway so Beach. Uh, no, no, no. Ah, today is raining. Right. rainy. Yeah, yeah that's why bad, I'm waiting. Very bad. <laughs> very bad. Yeah. Dala, Snow, yeah. Because daladala, dala, they don't drop you until in your hotel and you go ah, to stay. Yeah. They will drop you at the dala station. Yeah. And then also you're supposed to take a tuk tuk from here to go to. No, dala we be. Station. Ah. Then, yeah. Uh, Saturday. oh yes, yeah. Sateni. Yeah. Yes, yeah. And not Stone Town. Sateni. Sateni. Yeah, yeah. You have to go to Numbu. No, yes. Thank you. Okay. So thank fine. you. Yeah. ဒီ hotel ရဲ့အထွက်ပေါ့နော်ဒီမှာသူကပန်းလေးလည်းစိုက်ထားအပင်လည်းစိုက်ထားတာအများကြီးပဲပင်လေးစိုက်ထားတယ်အဲ့လိုပုံစံမျိုးပေါ့နော်နာမည်ကကြတော့ဒီမှာ Malindi Greenhouse တဲ့ Malindi Greenhouse ဒီနာမည်ရအောင်ပါလေဒါလေကားရှိတယ်လေကားနေမှာတက်သွားလို့တက်သွားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအခုကတော့ Stone Town မှာရှိတဲ့ hotel ကနေပြီးတော့မှကြည်နောင်ဝီကမ်းခြေသွားမယ်ပေါ့နော်ကမ်းခြေမှာရှိတဲ့ hostel တစ်ခုထပ်သွားမယ်ကားစီးပြီးတော့သွားရမယ်ပေါ့နော်အကြာရတော့သွားရမယ် Okay ကျွန်တော်အခုနေတဲ့ hostel ကအနောက်မှာဒီနောက်မှာငားသေးတယ် Thank you. ဒီနောက်မှာဒီနောက်မှာ50လည်းရှိတယ်ဟုတ်တယ်50လည်းရှိခုကလမ်းလျှောက်ပါမယ်ပေါ့နော်ပါကေးကိုသွားမယ်ခုကတော့သွားမယ်နောင်ဝီကဲချီကိုမရပါနဲ့ဒီမှာမုံမီလိုလမ်းမှာမုတ်ခုန်ရရတာဟိုဒီကေကဘာလို့ဖြစ်နေလဲဒီကေကဘာလို့ဖြစ်နေလဲကော်ဖီကိုတောက်ထားရတယ် လမ်းမှာမိုးခုံရတယ်နည်းလုံးမိုးရွာတာဆက်လက်ဆက်လက်ကိုရွာတာခုလစင်းတော့ကလေနည်းနည်းလေးမိုးတိတ်သွားတော့အဲ့မှာလမ်းမှာအီတီကက်တွေပါထွက်လာပေါ့နည်းနည်းပါလေးခြောက်သွားတယ်ဆိုတော့မိုးကပြန်မိုးပြန်ကျလာမိုးတွေဆုံးခရစ်ထတာဘောလို့ပြောတော့ဒါတော့အခုရောက်လာတဲ့ hostel ပေါ့နော်ဒီ hostel ကတော့အရန်သက်ရှင်းနေ decoration ကပြင်ထားတာမကြသေးဘူးပေါ့နော်လောကကူမှာ hostel အသက်လို့ပြောလို့ရတယ်ဒီမှာသူတို့ရဲ့ selling တွေဆိုအမြင့်ကြီးပဲ chic တက်ကိုပြင်ထားတာဗောနော်အဲ့လိုပုံစံမျိုးဆိုတော့ဒီမှာအရန်တက်ရှင်းနေဒီနေ့ကဒါဒီနေ့ဒီနေ့ sensing ပါကျောင်းမှာမိုးအရန်ရွာတော့လေဘဲမသွားလို့မရအောင်သွားတာနဲ့ကိုမိုးမိတာဆိုတော့ဒီမှာပဲအေးဆေးလေးလာပြီးအိတ်လိုက်တယ်ဗောနော်မနေ့ဖြတ်ကြမှာဟိုဘက် Norway ကန်ချီကိုသွားမယ်ဗောနော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဗီဒီယိုဒီကုန်လုံးကလောမပေါ်မှာအနေတိုင်းနေတိုင်းပေါ်မှာ up to date ဖြစ်သွားပြီဗောနော်